ခင်ဗျားတို့ရဲ့အုံနောက်တွေခင်ဗျားတို့ရဲ့အစင်တန်းတွေအင်မတန်အောက်တန်းကြတယ်အင်မတန်ရက်ဆက်ရောက်လာတယ်ခင်ဗျားတို့အောက်တန်းကြပတ်စတဲ့စိတ်ဓာတ်နဲ့လူတွေခင်ဗျားတို့အဲ့လိုပဲခင်ဗျားတို့ဆွဆွဲမယ်ခင်ဗျားတို့အဲ့လိုဆွဆွဲမှတန်တာโอเคအဲ့လိုရုံပါနေတဲ့အချမ်းဖက်ဆဲအောင်စုကိုခင်ဗျားတို့လုံချွေးနေဆိုတာခင်ဗျားတို့ကခင်ဗျားတို့စဉ်းစားကြည့်ကြမှာအင်မတန်ရှက်ဖို့ကောင်းပါလေဘလို့လုံးတယ်လဲဆိုတော့ကိုယ့်ရဲ့လုံရက်တွေဘာတွေဖြစ်နေလဲနည်းနည်းမပြတ်စဉ်းစားအောင်လားအဲ့လိုရက်ဆက်ရုံပါနေတော့ခင်ဗျားတို့ ဘလို့နှလုံးသားတွေနဲ့ဘလို့ရုပ်မှာပတ်ဆက်စိတ်တွေခင်ဗျားတို့ဒီခါမှာဒီရုပ်မှာထိုင်ပြီးတော့လုံကျွေးပြုတ်နေနေတာလေစဉ်းစားလို့မရဘူးဗျာခင်ဗျားတို့တို့ကျဲဦးနေရောပေါအောင်လောက်ထားပြီးသူ့ရဲ့နေကြကျဲဦးပုံနဲ့မျက်နှာကိုတဲ့တဲ့ပေါက်မယ်ပဋိဒါထားကြအချိန်ချောင်းတာပုံတော့တကယ်လုံးမှာ ကျွန်တော်မျိုးအာတည်င်းကျူးအခါတမရမှာပေါ့နော်အာဗုဒ္ဓဘာသာပြည်သူတွေရဲ့အခါကြီးရဲ့ကြီးမှာပြည်သူတွေကိုတူတူမျိုးပုံကျဲပြီးတတ်ဖြတ်တယ်ဆိုတာအင်မတမကိုရက်ဆက်တယ်အာမလုံတင့်မလုံအပ်တော့အရာပေါ့နော်တိုင်းပြည်ကို အုပ်ချုပ်တယ်အာတိုင်းပြည်ကိုအုပ်ချုပ်တဲ့စစ်တပ်တွေအနေနဲ့ကပေါ့နော်ပြည်သူတို့ကာကွယ်ရမယ်ပြည်သူတွေကို အာလုံခြုံမှုရှိအောင်ဆောက်ရှောက်ရမယ်အစားဒီလိုလုပ်တာဟာအင်မတန်မှကိုအာယုံနေတဲ့လုံရက်ပေါ့နော်အာလူငယ်တယောက်အနေနဲ့ဒီလိုမျိုးလုံရက်ကိုရှုံချပါတယ်မကြိုက်ပါဘူးဒီလိုမျိုးစစ်တပ်ဟာလည်းအာတိုင်းပြည်မှာမရှိအပ်ဘူးပေါ့နော် Welcome Made in China Welcome Made in China သူတို့ကတော့ဒီလိုပဲဒါဟိုဘာသာရေးကိုလက်နဲ့တစ်ဖွဲ့တုံးချပြီးအမြဲတမ်းဒီလိုပဲသူတို့ရဲ့အာအာနာအတွက်သူတို့ဒီ အဟိုအရင်ရင်နေလဲဒါအဲ့ဒါတွေကိုတုံးချပြီးတော့မှလူမျိုးရေးပတိဘက်ကလည်းအများန်းဖန်တီးတယ်ဆိုတော့တို့အကျိုးစီးပွားအတွက်ဆိုတော့တို့ကဘာပဲဖြစ်ဘာပဲတုံးချရတုံးချတို့ကအတုံးချနေကြဆိုတော့တို့တော့ဘာမှတိတ်မထူးထင်တာပဲဒါတို့လက်နဲ့တစ်ဖွဲအတုံးပြူပြီးတော့အများန်းတလို့ပဲလုံနေတယ်လို့မြင်တယ်ကျွန်တော်တို့ကိုယ့်ပြည်သူကိုယ့်ရဲ့ဒီဒီနိုင်ငံသားတွေကိုကျွန်တော်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနဲ့မဖြေရှင်းမဲ့နဲ့လက်နက်အားကိုပြီးတော့အကြမ်းဖက်ပြီးတော့တတ်ဖြတ်နေတာဒါကျွန်တော် စစ်တပ်တခုရဲ့ကျင့်ဝတ်နဲ့လည်းမညီပါဘူးစစ်တပ်တခုရဲ့လုပ်ရတဲ့လည်းမဟုတ်ပါဘူးဒါကျွန်တော်တို့ဒီနယ်ချက်ကျူးကျော်မှုလို့ပဲကျွန်တော်ကမြင်ပါတယ်ကျွန်တော်ဒီစစ်တပ်မျိုးကျွန်တော်တို့တိုင်မှာရှိအာရှိလို့မရပါဘူးထားလို့လည်းမရပါဘူးအော်ကျွန်တော်တို့ဒီစစ်တပ်ရှိနေတဲ့မြတ်ကျွန်တော်တို့တိုင်ကမအေးချမ်းပါဘူးအော်ဒီစစ်တပ်ကိုကျွန်တော်အပြေးပိုင်ဖြတ်သိမ်းဖို့လိုပါတယ်